လူဘွားတုန်းကရာဇဂျိုမြို့မှာနွားသားတမားဖြစ်ခဲ့တယ်။နွားသားတမားဖြစ်ပြီးတော့တသက်လုံးနွားတွေကိုတတ်ဖြတ်ပြီးနော်နွားတွေကိုတတ်ဖြတ်ပြီးတော့အမဲသားရောင်းချတဲ့ပုံကိုဖြစ်ခဲ့။အဲဒီလိုဖြစ်ရကနေနွားသားတမားဘွားကတည်တဲ့အခါမှာငရဲကြသွား။ငရဲမှာနှစ်ပေါင်းများစွာခံကြပြီးတဲ့အခါငရဲကလွတ်လာတော့ဟောဒီပြိတ္တာဘွားရောက်လာတာတဲ့။ငရဲကလွတ်လာတော့ ဘာကြောင့်ပြိဋ္ဌာဖြစ်တယ်လဲလို့ဆိုလို့ရှိရင်လူဆိုတာကိုယ့်ရဲ့မြင်ကွင်းနဲ့အလားတရံတူတာမျိုးဖြစ်တယ်။နောတတ်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းအသားနဲ့အယူခွဲခြားပြီးတော့မြင်နေတာ။နောရကောင်လုံးကိုဖြစ်လိုက်တဲ့အခါမှာနွားယိုးတွေအမဲယိုးတွေပဲမြင်နေ။အဲ့ဒီအမဲယိုးတွေဟာသူ့မျက်လုံးထဲကအမြဲတမ်းမြင်ကွင်းကြီးထဲမှာရှိနေ။ဒါကြောင့်မို့ ငရဲကလွတ်လပ်တဲ့အခါမှာအဲ့ဒီမြင်ကွင်းကစိတ်ထဲမှာစွဲနေတာမလွတ်သေးဘူးအဲ့ဒီမြင်ကွင်းကြီးအတိုင်းပဲသူ့မှာလည်းပဲအယိုးတွေကြီးပဲဖြစ်လာတယ်အသားမပါတဲ့တရဝါကြီးသို့တော်ဒီအယိုးတွေကဒီ sensation ရှိတဲ့အယိုးတွေဖြစ်လာထိရင်နာတယ်နော် sensitive ဖြစ်တဲ့အယိုးကြီးတွေအဲ့ဒါလို့ sensation ရှိတော့ဒီပြိတ္တာကောင်းကြီးကိုမြင်ရတဲ့ သူ့ကိုနှိပ်ဆက်ညှဉ်းပန်းတဲ့တခြားသရဝအကောင်ကြီးတွေကသူ့ခန္ဓာကိုတမင်တက်တက်လိုက်ပြီးတော့ထိုးဆွားနှိပ်ဆက်တာသူဟာအော်ဟစ်ညင်းညူပြီးတော့ဒုက္ခခံနေရတယ်ဒီတ ত্ত্ব ဝါကြီးဟာနွားသတ္တမဘဝကနေပြီးတော့ငရဲကြငရဲဘဝကနေလွတ်လာတဲ့အခါအခုပြိတ္တာဘဝရောက်နေတာလို့မြတ်စွာဘုရားသူ့ရဲ့စัจ चौ ကိုဖော်ပြအဲ့ဒီလိုမြတ်စွာဘုရားရဲ့တမာတိစွမ်းအားတွေဟာ အလွန်ကြောက်ရွံ့ဖွယ်ရာကောင်းတဲ့တရဝါကြီးတွေထီအောင်မြင်နိုင်စွမ်းရှိတာမြင်လဲမြင်ထားတယ်မြင်ထားတဲ့အတိုင်းမှာဆက်လက်ပြီးစဉ်းစားတယ်ဒါလောက်ထူးဆန်းတဲ့ကြောက်ရွံ့ဖွယ်ကောင်းတဲ့တရဝါကြီးတွေဟာဘာများလုတ်ခဲ့လို့ဒီလိုဖြစ်ရတာပါလိမ့်ဆိုတာကိုလည်းမြတ်စွာဘုရားအသေးစိတ်ဉာဏ်တော်ကြီးနဲ့သိရှိခဲ့တယ်အဲ့ဒါသိရှိလို့ဘုရားဟောသမျှတရားတွေဟာလွဲမှားမှု မရှိတာဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရား တယံအဘိညာသစ္စိကတဝါပဝေတိမိတယံဘိညာကိုယ်တိုင်သိပြီးတဲ့နောက်သစ္စိကတဝါလက်တွေ့ကိုကိုယ်တိုင်ရှာဖွေကြည့်ပြီးတော့မှပဝေတိမိလောကသားတွေသိဖို့အတွက်ပြောတဲ့အခါမှာမြတ်စွာဘုရားပြောတယ်